အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုအောင်ခန့်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကဘာပေါ်မှာလောက်ခဲ့တဲ့ငလျင်တွေကမှအပြင်းထန်ဆုံးလောက်ခဲ့တဲ့ငလျင်ရေတခုကြောင့်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲဒါကတော့ဗယ်ဒီပီးယားလို့အမည်ပေးထားတဲ့ငလျင်ရေတခုကြောင့်ပဲဖြစ်ပါတယ်တောင်ကူပါ၆တဲ့ပြင်းနဲ့မေလ22ရက်နေ့ဟာချီလီနိုင်ငံသားတွေအတွက်ဘယ်တော့မှမီးလို့မရတဲ့ရေဆွဲတဲ့ခုဖြစ်ခဲ့ပါတယ် ဘာလို့လဲဆိုတော့အဲ့ဒီနေ့မှာပဲတမိုင်းတစ်ယောက်အပြင်းထန်ဆုံးငလျင်တစ်ခုဟာဗယ်ဒီဗီယာမျိုးကိုပဟုပြီးတော့တိုက်ခတ်ခဲ့လို့ပဲဖြစ်ပါတယ်။ဒီငလျင်ကြီးဟာတမန်ငလျင်တစ်ခုမဟုတ်ခဲ့ပါဘူး။မြန်မာရေတတသခင်နိုင်ပါဖိုက်တွေရှိပြီးတော့အမေပြန်ဘုံမင်းနဲ့ပေါင်းများသာတုံ့လုံးစေခဲ့ပါတယ်။မြောကဘုံမီပြည့်ရဲ့ကျော်တွေရဲ့အာအလွန်ကြီးမားတဲ့အတွက်မျိုးတွေရွာတွေဟာအမိုက်ပုံအုပ်ပုံလိုမျိုးအချိန်တိုအတွင်းမှာပဲပြိုကျပျက်စီးခဲ့ရပါတယ်။ ပြင်းထန်တဲ့ဒီငလျင်ကြောင့်တောင်းနေပြိုကြပြီးတော့မြစ်တွေဟာလည်းလမ်းကြောင်းပြောင်းခွင့်ရပါတယ်။ဒီဆိုကြိုးကငလျင်ပြီးသွားတဲ့အချိန်မှာတော့လူသားတွေရာစစ်ပြီးခံစားခဲ့ကြရပါတယ်။ဒါသဘာဝတရားကြီးအမြဲတော်သားပေါ်ပြသလာခြင်းပဲဖြစ်ပါတယ်။အင်းအပြစ်ထန်လွန်တဲ့ဒီငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့ဆူနာမီလိုင်းတွေဟာပြည်စည်းပေသမုဒ္ဒရာတစ်ခုလုံးကိုဖျက်ဆီးပြီးတော့ကံယူတာတစ်ချောင်းမှရှိတဲ့မျိုးတွေရွာတွေစိတ်ကန်းတွေကိုရေလွှမ်းမှုခဲ့ပါတယ်။ ်ချီလီနိုင်ငံနဲ့မဟုတ်ပါဘူး။ဟာဝိုင်၊ဂျပန်နဲ့ဖိလစ်ပိုင်နိုင်ငံတွေအထိဆူနာမီရဲ့ဘေးရန်တွေကိုခံစားခဲ့ကြရပါတယ်။ဆူနာမီရဲ့ရေလိုင်းတွေဟာအမြင့်ပေ38ပေတွေရှိပြီးတော့ကာယူနာဒေသတွေမှာရှိတဲ့မြို့ရွာအဆောက်အုံတွေကိုအပြည့်စည်ပုံအပြည့်စုံပြောင်းလဲနေခဲ့ပါတယ်။ဒီငလျင်ကြီးကြောင်လူပေါင်းထောင်နဲ့ချီပြီးဒီသုံးခဲ့ရပြီးတော့ပုံမှန်အိမ်မဖြစ်ခဲ့ရပါတဲ့။ချင်းချင်းနိုင်ငံသားတွေဟာ သူတို့ရဲ့ချက်ကင်ရတဲ့သူတွေကိုဆုံးရှုံးခဲ့ရပြီးသူတို့ရဲ့အိမ်တွေသူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေသူတို့ရဲ့စီးပွားရေးတွေကိုလည်းဆုံးရှုံးခဲ့ကြရပါတယ်တင်ကလင်ဘေးကြီးဟာချီလီနိုင်ငံသားတွေရဲ့နှလုံးသားထဲမှာအမောင်ရဲတစ်ခုလိုကြာရဲ့ခဲ့ပါတယ်တဘာဝတရားကြီးရဲ့အမြင်တော်သာဘလောက်ထိကြောက်ရွံ့အောင်လဲဆိုတာကိုဗရီဘီယာငလင်ကြီးကကျွန်တော်တို့ကိုသတိပေးနေပါတယ်ဒီငလင်ကြီးကနေပြီးတော့ကျွန်တော်တို့သင်ခန်းစာယူပြီး ။မန္တလေးရင်းနဲ့ဆူနာမီတွေအတွက်ကြိုးစင်ပြင်ဆင်မှုတွေကိုလုံဆောင်ထားသင့်ပါတယ်။ကျွန်တော်တို့ဟာသဘာဝတရားကြီးနဲ့လူရှင်တွဲနေထိုင်ဖို့သဘာဝတရားကြီးရဲ့အန္တရာယ်တွေကိုရင်ဆိုင်ဖို့အသင့်အဖြစ်နေသင့်ပါတယ်။ဒီနေ့မှာတော့တမန်တစ်ချောင်းအရာအကောင်းဆုံးလောကခဲ့တဲ့မြေငလျင်ကြီးတစ်ခုကြောင်းကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကနေပြီးတော့ဘဟုသုတဒေသုံးတရားရရှိနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ဒုတိယချင်းမိတိုင်းကိုလည်းကျေးဇူးတို့တင်ရှိပါတယ်။